နာမည်စီးရဲကားမျိုးတွေရှိတယ်။ကျွန်တော်ဘောမှာကျွန်တော်ပြန်ပြီးတော့ပြင်ပြင်ကျင်တဲ့ဇာကားနာမည်တခုရှိတယ်။အဲ့ဒါတက်ကွင်းတက်ကွင်းဆိုတဲ့ကားနာမည်ကတော်တော်စီးပါခက်ခဲရလို့ကြုံရတာ။အရင်အစွဲလိုက်လို့မထားပါဘူး။ဒါပေမဲ့အဲ့ဒီကားရဲ့နာမည်ကိုကျွန်တော်ပြန်ပြင်ခွင့်ရရင်တော့ပြင်ကျင်။ညီတို့ဖြစ်ချင်တဲ့အိမ်မက်တွေညီတို့ဖြစ်ချင်တဲ့အရာတွေအကုန်လုံးအဲ့ဒီဘက်မှာရှိတယ်။အဲ့လိုခံစားရတယ်။အဲ့လိုခံစားရတယ်။ ဲ့အတွက်ကျွန်တော်အဲ့ကားနာမည်ဖြစ်နိုင်ပြန်ပြင်ကျွန်တော်ကိုအောင်မင်းသိန်းနဲ့ရိုက်တယ်ကျွန်တော်မင်းသားဘောကဒီတစ်ခါနောက်ဆုံးဆိုတဲ့ကားရိုက်အဲ့အဲ့ကားရိုက်ပြီးကျွန်တော်နဲ့ကိုအောင်မင်းသိန်းနဲ့အဲ့နောက်ဆုံးရှိရတချို့ဇာကားနာမည်ကအဲ့လိုနာမည်စီးရကားမျိုးတွေရှိရကျွန်တော်ဘောကမှာကျွန်တော်ပြန်ပြီးတော့ပြင်ပြင်ကျင်တဲ့ဇာကားနာမည်တခုရှိအဲ့ဒါတက်ကွင်းတက်ကွင်းဆိုတဲ့ကားနာမည်ကတော်တော်စီးပါခက်ခဲရလို့ကြုံရတာ လိုလိုဘယ်ရန်ဆွဲလိုက်တော့မထားပါဘူးဒါပေမဲ့အဲ့ဒီကားရဲ့နာမည်ကိုကျွန်တော်ပြန်ပြင်ခွင့်ရရင်တော့ပြင်ချင်တယ်နာမည်တော့မရဘူးချိရတယ်ပြရအောင်ပြရတယ်အဲ့လိုခံစားရတယ်အဲ့တော့ကျွန်တော်အဲ့ကားနာမည်ဖြစ်နိုင်ပြန်ပြင်ပြင်အဲ့တော့ကတော့လူငယ်တွေပဲဗျာလူငယ်စိတ်တင်နေဆိုတော့လေအကုန်လုံးကတော့ခြားနာမည်ပေါ့ နာမည်အရင်နည်းနည်းကြမ်းမလားစီးမလားဆိုတော့အဲ့တော့ကလည်းစဉ်းစားခဲ့ဒါပေမဲ့အဲ့တော့လူငယ်တွေဆိုတော့ချဘာမှဖြစ်ဘူးချဆိုပြီးတော့လုပ်ခဲ့ကြတာဒါပေမဲ့အခုလက်ရွယ်နည်းနည်းကြီးလာချိန်မှာဒီနာမည်ရောက်များဒီလိုဖြစ်တာလားဆိုရယ်စိတ်ကတခါတခါပေါ်လာရလေအဲ့အတွက်ပြင်ချင်ခဲ့ဟုတ်ညလေမင်းဘယ်သူနဲ့မှထိတ်တိုင်မတွေ့ပါဘူးဘယ်လိုဖြစ်ပြီးသိယုံကြည်တယ်တချို့ဇကားတွေရဲ့နာမည်တွေကြောင့်အဲ့လိုဇကားတွေစီးသွားတဲ့ဟာမျိုးတွေလည်းကြုံဘူးရယ်ကျွန်တော် ကျွန်တော်ဘောကမှာအဲ့လိုမျိုးခဏခဏကြောင်ဥမာကျွန်တော်ကိုအောင်မင်းသိန်းနဲ့ရိုက်တယ်ကျွန်တော်မင်းသားဘောကဒီတစ်ခါနောက်ဆုံးဆိုတဲ့ကားရိုက်တယ်အဲ့အဲ့ကားရိုက်ပြီးကျွန်တော်နဲ့ကိုအောင်မင်းသိန်းနဲ့အဲ့နောက်ဆုံးမယ်ကားနာမည်ကဒီတစ်ခါနောက်ဆုံးနဲ့အဲ့ကားရိုက်ပြီးတော့အကုန်နဲ့ကျွန်တော်ထပ်မဆုံးဘူးအဲ့လိုမျိုးဟုတ်စဉ်းစားရတာဘောဟိုအတိတ်နမိတ်ဆိုတာထက်အရင်ဆုံးလူတွေရဲ့စိတ်ထားမှာဆွဲသွားမဲ့နာမည်မျိုး ခေါ်လို့ကောင်းမဲ့နာမည်မျိုး မှရုပ်ရှင်စကားတခုနာမည်ကအရင်ရှိပြန်လည်းမှတ်မိဖို့ခက်တယ်လူတွေရဲ့ပါးစပ်ထဲမှာဟိုမြင်လိုက်တာနဲ့မှတ်မိနေမဲ့နာမည်မျိုးခေါ်လို့ကောင်းမဲ့ဆွဲမဲ့နာမည်မျိုးဆိုရင်တော့ရုပ်ရှင်ကားနာမည်ကဟိုအဆင်ပြေတယ်လို့ထင်တယ်ဒါကျွန်တော်အထင်ပေါ့နော်ဂျန်တဲ့သူတွေလည်းအထင်ချင်းမှတော့ထင်မယ်ဒါပေမဲ့ကျွန်တော်အထင်ကတော့အဲ့လိုမျိုးပြောရှိဘူးလေဗျကျွန်တော်တချို့တချို့တချို့ကားတွေမှာဆိုလို့ရှိရင်အဲ့လိုနာမည်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအခက်အခဲတွေ့ရတာမျိုးလေးတွေရှိရမှာကြွေဆိုအများကြီးကြွေနေရမိုးကအများကြီးရွာတာ ်အဲ့လိုမျိုးပေါ့အဲ့တော့စကားခိုင်းတဲ့အိမ်တော့ဘာလို့လဲဆိုတော့အကောင်းနေတိုင်းဖြစ်တယ်ကျွန်တော်ကတော့ဖြစ်တယ်သူများတော့မသိကျွန်တော်ကတော့ဖြစ်တယ်ဟုတ်အဲကျွန်တော်တို့အတိတ်နာမည်ကောင်းအောင်ပေါ့နော်ရုပ်ရှင်ကားရဲ့နာမည်ကိုလည်းအတိတ်နာမည်ကောင်းအောင်ပြီးတော့အဲဇက်ကားရဲ့ဇက်ကောင်တယောက်ရဲ့နာမည်ပေါ့အဲနာမည်လေးပေးထားပါရရရသားဆိုဟုတ်အဓိကတော့ကျွန်တော်တို့ပထမကတော့မူလပထမပေးထားတဲ့နာမည်ကတခုပေါ့နော်ဒါပေမဲ့အဲ့ဒီနာမည်ကိုအကုန်လုံးကဝိုင်းပြီးတော့ ဘယ်လိုခေါ်မလဲဝေဖန်ကြတာပေါ့အဖွဲ့သားချင်းချင်းမှာပဲနာမည်ကအဲဘယ်လိုအဲဟိုအတိတ်ပဲမကောင်းဘူးလို့တိတ်မဲမကောင်းဘူးလို့ပြီးတော့ရွှေရှင်ကားတကားရဲ့နာမည်လည်းမတူဘူးပေါ့ဆိုတော့အဲ့မှာအဓိကရွေးတာကတော့ဖြိုးတင်တာကျော်ပေါ့နော်သူသူသူရွေးပေးတဲ့နာမည်ပေါ့ဒီသူကဒီနာမည်လေးဆိုရင်ဟောဆိုအကိုမျိုးမျိုးကလည်းကြိုက်တယ်ဆိုပြီးအကုန်လုံးကလည်းဒီနာမည်လေးကိုကြိုက်တယ်အတိတ်နာမည်လည်းကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မှာရှိရပြဗမာမှာရရဇာတို့ပြတ္တရာတို့ ဒါပေမဲ့တကယ်တော့အဲ့ဒါအစွဲပဲပေါ့တကယ်တော့ဟိုဘယ်လိုခေါ်မလဲကောင်းသောစိတ်နဲ့နှိုးထားရနေရတိုင်းအကူတွေကရရရစအဲအဲ့ဒီအိဗယ်လေးနဲ့ပေးပြသွားမှာဟုတ်ဘူးကိုညိုကလည်းရှေ့တကားရှိပြီးရရမင်းတို့ထွက်ရရစအဲ့ဒါကိုညိုကမင်းတို့ထွက်ရရစဟုတ်ကျွန်တော်ပါတယ်သူတော့မတူပါဘူးမတူမတူမတူဟုတ်သူကတော့စကပုံပေါ့အရှင်မြင်ထွက်ရရစတော့မင်းတို့ထွက်ရရစအဲ့ဒီစကပုံရပေးတာပေါ့အဲ့ဒီတော့ကောဒီကားနံပါတ်လေးပြည့်ရပုံမှာတော့ဘယ်လိုလေးပေါ့ပြောပြလိုက်ပါဒါကတော့ ဘုံစကလုံးသဘောမျိုးလို့ပြောလို့ရတာပေါ့နော်ရဲရစာဆိုတော့တော့ကျွန်တော်တို့လည်းပထမနကားနာမည်လေးရှောက်စဉ်းစားသေးတယ်ဒါပေမဲ့နောက်ဆုံးဒီနာမည်နဲ့ကအလိုက်ဆုံးဖြစ်နေတော့ကျွန်တော်ပြောတော့ပြောရရှိမှာတော့ကိုညူကာတကားကဒီလိုနာမည်နဲ့ရှိရဆိုဟိုအတိအကျတူတာမဟုတ်တဲ့အတွက်လည်းကျွန်တော်တို့ဒီနာမည်ရွေးချယ်ပြတာပေါ့နာမည်ကတော့ကိုညူကဆက်ဆိုးသေးတာအဲ့လိုတော့မရှိပါဘူးကိုညူကအဲ့လိုမျိုးမရှိပါဘူးဆိုတော့ဟိုအတိတ်တွေကျင်လည်းမတူ ကားရဲ့အရာသာကျင်လည်းမတူပေါ့ဆောင်းနဲ့တူတူလေးပါလေပြောပါ ပါဝင်တဲ့သူတွေကတော့အဓိကတော့ကိုမျိုးပေါ့နော် ကိုမျိုးနဲ့ကိုငယ်လေးနဲ့တို့နှစ်ယောက်တိုင်ပင်ပြီးရွေးတာအဲ့ထက်မှအာဘယ်သူဘယ်သူဆိုရင်ကိုအဆင်ပြေမှာပေါ့အာကိုအတွက်အချိန်လည်းပေးနိုင်မဲ့သူကိုအတွက်ဇလန်းပေါ်လည်းစိတ်ဝင်စားရှိမဲ့လူပြီးတော့မတွဲဘူးတဲ့အတွဲအဆက်တွေလည်းဖြစ်ရမယ်ဆိုပြီးကျွန်တော်တို့စဉ်းစားပြီးရွေးလိုက်တာဟုတ်ဒီကောင်မှကျွန်တော်နဲ့တွဲဘူးတဲ့လူဆိုလို့ရှိရင်အာမင်းသားတွေရဆိုလို့ရှိရင်ဘယ်လိုရှိမလဲဆိုတော့ ကိုကျော်ထက်အောင်တယောက်ပဲရှိတယ်နော်ဂျန်နဲ့နှစ်ယောက်ကတော့ကျွန်တော်နဲ့တိတ်မစုံဘူးကိုကျော်ထက်အောင်နဲ့အဲတမောင်ဆမ်းမင်းဝင်းနဲ့ကတော့ကျွန်တော်နဲ့စုံဘူးတယ်ဂျန်နဲ့နှစ်ယောက်ဖြစ်တဲ့ရှိန်တင်ထူနဲ့ဗီတာမင်နဲ့ကတော့မစုံဘူးအာကျွန်တော်တို့ဒီလ15ရက်နေ့စတင်ရိုက်ပို့มาဖြစ်ပါတယ်အဲမကြခင်ချိန်အတွင်းမှာလည်းယုံတင်နိုင်အောင်ကြိုးစားပါမယ်ယုံတင်တဲ့ခါလဲကျွန်တော်တို့ရဲ့ horror romance drama comedy ဇာတ်ကားကြီးကိုအားပေးပါလို့မြင့်တရရခံပါတယ်ဖိတ်ခေါ်ပါတယ်ကျေးဇူးများတင်ပါတယ်